ီလူထောက်ခံမှုနဲ့ကျွန်တော်တို့ကလွတ်တော်တဲ့ရောက်သွားပြီဆိုရင်ကျွန်တော်တို့ဘာတွေလုပ်မလဲကျွန်တော်လုပ်ငန်းစဉ်ပါတီရဲ့လုပ်ငန်းစဉ်တွေကျွန်တော်ရှင်းပြခြင်းပါတယ်ကျွန်တော်ပါတီရဲ့လုပ်ငန်းစဉ်တွေမှာကျွန်တော်တို့ကလုပ်ငန်းစဉ်၄ရပ်ကိုရှာမှတ်ထားပါတယ်ဒါလွတ်တော်တဲ့ရောက်သွားပြီဆိုရင်တော့ပုံမအားရှိစွာလုပ်နိုင်မှာလွတ်တော်တဲ့မရောက်ဘူးဆိုရင်တော့မလုပ်ဘူးလားဆိုတာဒီလုပ်ငန်းစဉ်ကတော့ကျွန်တော်လုပ်ကိုလုပ်နေရမှာဒါပေမဲ့လည်းအားနည်းစွာနဲ့ကျွန်တော်လုပ်ရမယ့်ကိစ္စလေးဖြစ်နေပါတယ်ထီရောက်မှုအားနည်းနေပါလိမ့်မယ်ဒါကြောင့်မို့ကျွန်တော်ဘာလုပ်ငန်းစဉ်တွေ ချက်မှတ်ထားတယ်ဆိုတာစာလေးကိုကျွန်တော်ပြည်သူ့ကိုရှင်းပြခြင်းပါလိမ့်မယ်။အလုံငန်းစစ်တစ်အနေနဲ့ကတော့ငင်းချိုင်းရေးပါ။မြန်မာပြည်တက်ကငင်းချိုင်းရမှာပြစ်မနေလိုရလာပါပြီ။နှစ်ပေါင်း80ကျော်လို့80ကျော်နီးပါးစစ်ပွဲတွေနဲ့တိုက်ခိုက်လာခဲ့ကြတာရက်တန်းကရက်ကြဖို့တော့မြတ်တရားခံခြင်းပါကျွန်တော်အနေနဲ့အဲခုစစ်ပွဲတွေမှာတိုက်နေကြတာကလည်းမြန်မာနိုင်ငံသားတွေပါတခြားနိုင်ငံကလည်းဖြစ်တာမဟုတ်ပါဘူးအဲစစ်ပွဲတွေအတွက်လူအချက်တွေကိုဝယ်ယူဖို့အတွက်ကို ျွန်တော်တို့မြန်မာမြန်နိုင်ငံကဖျက်ချတဲ့မြေပေါ်မြေရောက်တရားစာရတွေကိုရောင်းချအဲ့ခါကျတော့ဒါပြည်သူလူစားအခွန်ကောက်ဟောပြီးကျွန်တော်တို့ဒီစစ်ပွဲတွေအတွက်လူအချက်တွေများလာတဲ့ခါကျတော့မွေဆေးဝါးလေးထုတ်လို့ထုတ်လို့ပြီးမှပြည်သူဆိုတာပြန်ဖြန့်ဖြူးအဲ့ဒါနဲ့ပြည်သူတွေကမွေသားသားကောင်ဘဝရောက်ကြရတဲ့အပြင်စစ်ပွဲမှာလည်းတည်ကြည်ပြည့်စည်ကြရတာပြည်သူတွေပါပဲအဲ့တော့ကျွန်တော်ငြိမ်းချရရတော့ပြီဆိုရင်တော့ကျွန်တော်တို့ ။ဒါပြည်သူတွေအားလုံးချစ်ချစ်ခင်ခင်နေထိုင်နိုင်သွားကြမှာပါ။တိုက်ပွဲတွေရှိနေများကာလပတ်လုံးဒီအမုံတရားဆိုတာရှိနေဦးမှာပါ။လူတူဦးနဲ့သူအသက်ကိုတတ်ဖို့တက်ကအမုံတရားတွေရိုက်တွင်းမှတက်ကြတာဖြစ်ပါတယ်။ဒါအမုံတရားတွေရှိနေတွေကာလပတ်လုံးငင်းချိုင်ရဲမင်းရနိုင်ဘူး။ဒီအမုံတရားတွေကိုပြအောင်ဒီကတော့လက်နက်ကိုင်ရှင်တွေရှုံငင်းသွားအောင်ကျွန်တော်တို့စူးစမ်းဆောင်ရွက်ပါမယ်။အဲဒီခါကျတော့ကျွန်တော်လွတ်တော်ကြီးလေးမှာပြည်သူအတန်တွေကို ပြည်သူမျက်နှာကြည့်ပြည်သူတာနဲ့ထုတ်ဖော်ပြောဆိုနိုင်မဲ့အခွင့်အရေးများပြည်သူကပေးခဲ့မယ်ဆိုရင်ကျွန်တော်တို့အစွမ်းကိုစူးစမ်းဆောင်ရွက်ပါမယ်ဒီငင်းချိုင်းရရရှိအောင်ဒီနေ့ကြစ်ပေါ်လာတဲ့2021နောက်ပိုင်းနိုင်ငံရေးပြဿနာကိုနိုင်ငံရေးပြဿနာလက်နက်နဲ့ဖြေရှင်းလာတဲ့အခါကျတော့ဒုက္ခရောက်ကြတာပြည်သူတွေပဲအသက်အိုးအိမ်စီစဉ်နေပြည့်စည်ရတဲ့မျိုးပြည့်ရွာပြည့်တဲ့ဆေးပေးချောင်ကြရလဲပညာရေးတွေဆုံးချုံကြရလဲ ဘာမှနိုင်ငံရေးကိုဝင်မပါပေမဲ့စာလေးတင်ပေးလိုက်ယူနဲ့တရှုဒလန်ဆိုပြီးမှအသက်ခံရတာလည်းရှိပါတယ်။ဒါဆာရွက်စာရန်လေးမိလိုက်တာနဲ့တပိုင်နဲ့တရှုဒလန်အသက်ခံရတာရှိပါတယ်။တစ်ဖက်ကချွေလိုက်တာနဲ့တရှုဒလန်အသက်ခံရတာလည်းရှိပါတယ်။ပြည်သူ့ဘဝကမလုံမရှုံဖြစ်လာပါတယ်။နောက်တစ်ခုကလူငယ်လူရွယ်တွေကလည်းကြီးတွားရင်လည်းမဖြောင့်ပြူပါဘူး။ထိုတွားမယ်ဆိုရင်လည်းကျွန်တော်တို့မလုံမရှုံနောက်ပါတော့အိမ်မှာအလုပ်ကိုင်းမရှိလို့ ရွှေရင်းကြောက်တွဲမှာကြောက်စိတ်တတူးကြမယ်ရွှေရွှေတက်လို့ကြမယ်ဆိုရင်လည်းဒါလက်နှက်ကန်ဖွဲ့စီရလူဆွဲခြင်းတွေခံရတယ်အိမ်မှာရှိနေတော့လဲလုံရှုံသားဆိုတော့လေတော့တော့ကျွန်တော်လေရလုပ်ငန်းကိုဝင်နေဝဲမယ်ဆိုရင်လည်းလူဆွဲခံရတယ်ဘင်းနေရာတော့တော့လူငယ်တွေရဲ့ဘဝပါမလုံမရှုံဖြစ်လာပါနောက်ပြီးတော့ပြည်သူရဲ့ဘဝကလည်းလုံရှုံသားဆိုတဲ့အခါကျတော့ကျွန်တော်တို့အနေနဲ့ဒီစစ်ပွဲတွေကြောင့်မို့ဂိတ်တွေဖွင့်ငွေတွေကောက်ဝက်ကလည်းပတ်စံလို့အဲ့ခါကျတော့ပြည်သူ့ဘဝလည်းကုံစင်းတို့ကြီးမြင့်ခြင်းတွေနဲ့ရင်ဆိုင်ရတယ် ။နောက်ပြီးတော့လည်းခဏမှပြောလိုမျိုးပဲလက်နဲ့ကင်ဖွဲ့စည်းတွေကြီးစိုးတဲ့အခါကြီးစိုးလာတဲ့အခါကျတော့ဥရီနွားမုံမှုကမရှိတော့ပါဘူး။ဥရီလိုစိုးမုံမှုမရှိတဲ့အခါကျတော့လှုပ်ရှင်လိုလှုပ်တတ်ရှင်လိုတတ်ဆိုတဲ့အခါကျတော့ပြည်သူ့ဘဝမလုံးမချုံဖြစ်တော့ကြဖြစ်နေကြရပါတယ်။ဒါကြောင့်မို့ပြည်သူလူကြီးအနေနဲ့ကိုဘဝလုံးချုံရေးအတွက်ဘ누구ကိုမဲပေးမလဲဆိုစဉ်းစားစီခြင်းပါလေ။ကျွန်တော်တို့ပါတီကိုမဲထည့်ခဲ့မယ်သူတော်ထဲမှာများများရောက်ခဲ့မယ်ဆိုရင်ပြည်သူ့ဘဝလုံးချုံရေး အတွက်ကို ကျွန်တော်တို့ဆောင်ရွက်ဖို့ဒီငြိမ်းချမ်းရေးကြီးကိုမဖြစ်မနေစူးစမ်းဆောင်ရွက်သွားမယ်ဆိုတဲ့အကြောင်းကိုထပ်မံကျွန်တော်ကြည်ပေးခြင်းပါတယ်။